အဲဒီကတရာအစ်စ်ကလည်းဒါနည်းနည်းဒါအကွဲចောင်းနေပါလေဒါဖြစ်ပေါ်နေရလို့ဒါဒါတရာတက်ကဖြတ်ဖို့ဒါအခက်ခဲဖြစ်နေလို့ဒါကိုငားတွေဒီဇက်နေတာဖြတ်ရတာပဲဖြစ်ပါရဲ့။ဟောကိုငားတစည်းရဲ့ဒါလေးချင်ရတာတော်တော်များပြီးတော့ဒီမှာကနေတော်တော်အခက်ခက်ခဲရဲ့ဒါတက်ရတယ်တွေ့ရတယ်ကြာဟုတ်။ဒါကိုငားအမှမတစည်းပြီးတစည်းဒါတောက်လျှောက်တောက်လျှောက်တက်လာတာလည်းတွေ့တယ်။မှဒီမှာလည်းတစ်ခါကြာလို့ရှိရင်ဒါကားနည်းနည်းနေတဲ့ကားရယ်ဆိုလို့ချင်းဒီနားမှာတက်ပြီးတော့ ားတော့မှကုန်ကားရေးဒါဒါတရားတက်ကဖြတ်ဖို့ဒါအခက်ခဲဖြစ်နေလို့ဒါကုန်ကားရေးဒီဇက်နဲ့ဒါဖြတ်ရတာပဲရှိပါရဲ့ဟောကုန်ကားတစ်စီးရဲ့ဒါလေးချင်ရတာတော်တော်များပြီးတော့ဒီမှာကနေတော်တော်ခက်ခက်ခဲရဲ့ဒါတက်ရတယ်တွေ့ရတယ်ကြာဟုတ်ဒါကုန်ကားအမှမတစည်းပြီးတစည်းဒါတောက်လျှောက်တောက်လျှောက်တက်လာတာလည်းတွေ့တယ်မှာဒီမှာလည်းတစ်ခါကြာလို့ရှိရင်ဒါကားနဲ့နည်းနည်းနှိမ့်တဲ့ကားရဲ့ဆိုလို့ချင်းဒီနားမှာတက်ပြီးတော့တက်တာအခက်ခဲနေနေဖြစ်တယ်ဗျာ ခုမြင်တဲ့ရတာစကိုင်းတရားကြီးဖြစ်ပါလေဟုတ်အဲဒီကတရားအစ်စ်ကလည်းဒါနည်းနည်းဒါအကွဲအကြောင်းတွေပါလေဒါဖြစ်ပေါ်နေရလို့ဒါဒါဒါအရင်မှပြောနေကြတာဒီအားကြောင့်မို့ဒီကားတွေတောင်ဒီမြေထဲကနေပဲဒါဆက်နေဒါဖြတ်ရတယ်ဗျဒါအခုမြင်နေရတဲ့ဒါတရားကြီးကတော့ဒါ28ရက်နေ့20မလ28ရက်နေ့မှာဒါလှုပ်ခတ်သွားရင်ငလင်းရောက်ပျက်စီးသွားတယ်ဒါစကိုင်းတရားဟောင်းကြီးဖြစ်ပါတယ်ဒါစကိုင်းမြို့ရဲ့ဒါအထင်ကြီးကဒါတရားဟောင်းကြီးလေးဖြစ်ပါတယ်ဒါ6ဖြတ်လောက် 6ပြတ်2ပြတ်3ပြတ်4ပြတ်5ပြတ်6ပြတ်လောက်ဒါပျက်စီးသွားတယ်လို့ဒါတွေ့ရပါပြီဗျ။ဒါအရင်ဟုတ်ဒါဒါမြန်မာနိုင်ငံအတွက်ကောဒါစကိုင်းမြို့မှာရှိရဲဒါပြည်သူတွေအတွက်ကောဒါကြီးမားတဲ့ဆုံးရှုံးနေတာမဟုတ်လေဖြစ်ပါလေဗျာ။ဒါဟိုဘက်မှာတော့ရွှေကျဲရဲ့ဖះဒါကတော့အီယော်ရီမြကြီး ဥပမာတော့ဒါဆက်ကူးနေရဲ့ပြီးတော့ဒီဘက်မှာဆိုရင်ဒါကုံနေဟိုဒါကုံနေတက်လာပြီးတော့ဒီဘက်မှာကုံနေကုံချလုံးနေရဲ့ဒါဘလို့သမားများသာလဲဒါတွေ့ရရဲ့ဒါအကုန်လုံးဒါခက်ခဲကြမ်းတမ်းနေရဲ့ဒါအချင်းကြီးဟိုဒါအကောင်းဆုံးအန်တူပြီးတော့ကြော်လာဖို့အကုန်လုံးကြိုးစားနေရတယ်တွေ့ရရဲ့ဗျ